သမရဂျိုးပိုင်နာလက်ထက်ကအမေရိကန်ပြည်ထောင်စုကိုရှေ့ပြောင်းနေထိုင်ခွင့်ပေးခဲ့တဲ့ဒုက္ခသည်တချို့ကိုသမရဒေါ်နယ်ထရမ့်အဆိုရကပြန်စည်စစ်ဖို့စီစဉ်နေတဲ့အကြောင်းနိုဝင်ဘာ27ရက်နေ့ရက်စွဲပါအဆိုရဌာနတွင်မှတ်တမ်းအင်တာနက်မီမိုမှာဖော်ပြထားသလိုဒီကိစ္စကိုသိရှိထားသူတွေကအတိအပြုပြောဆိုကြောင်း CNN သတင်းမှာနိုဝင်ဘာ24ရက်တနင်္လာနေ့ကဖော်ပြထားပါတယ်ဒါဟာအမေရိကန်ပြည်ထောင်စုကိုရှေ့ပြောင်းနေထိုင်ကြတဲ့ကမ္ဘာတဝန်းကဒုက္ခသည်တွေနဲ့ဆိုင်တဲ့မူဝါဒကို သမရထရမ်အစိုးရကအလုံးစုံပြန်လည်တုံ့တက်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတာရဲ့အစိပ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒုက္ခသည်အဖြစ်လျှောက်ထားသူတွေဟာအမေရိကန်ကိုတရားဝင်လာခွင့်မရခင်သူတို့မိခင်တန်းပြီမှာဖမ်းဆီးနှိပ်စက်ခံရတယ်။တကယ်လို့ပြန်သွားရင်လည်းအလားတူပြန်နှိပ်စက်ခံရနိုင်ခြေရှိတယ်ဆိုတာကိုနှစ်နဲ့ချီကြာတဲ့အထိအသေးချာစစ်ဆေးမေးမြန်းမှုတွေလုပ်ခံထားကြပြီးဖြစ်ပါတယ်။ဘယ်တော့အင်တာဗျူးတွေပြန်လုပ်မယ်ဆိုတာမသိရသေးပေမဲ့ ဒီကိစ္စကိုအမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကဦးစီးလှုပ်ဆောင်မယ်လို့အမှတ်တမ်းမှာရည်ညွှန်းဖော်ပြထားပါတယ်။မြို့သားလုံခြုံရေးနဲ့အများပြည်သူဘေးကင်းလုံခြုံမှုအပေါ်ထိခိုက်မှုမရှိစေတဲ့အချက်တွေကိုပါထည့်သွင်းဆောင်ရွက်ကြဖို့လည်းညွှန်ကြားထားပါတယ်။ဒါအပြင်ဒုက္ခသည်တွေအမေရိကန်ကိုဝင်ခွင့်မပြုခင်တင်ပြခဲ့တဲ့အချက်အလက်တွေဟာတတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုက်ညီမှုရှိမရှိပြန်မေးရမှာဖြစ်ပြီးလိုအပ်ရင် USCIS ကဒုက္ခသည်အဖြစ်ကပြန်ရုပ်သိမ်းနိုင်တဲ့လုံပိုင်ခွင့်မှာပေးထားမှာဖြစ်ပါတယ်။ ဒုက္ခတွေပြန်ရုပ်သိခံရသူတွေဟာလည်းအယူခံပြန်ဝင်ခွင့်မရှိတော့ဘူးလို့အဲ့ဒီ internet memo မှာဖော်ပြထားပါတယ်။နောက်တစ်ချက်ကတော့အမေရိကန်မှာရောက်နေတဲ့ဒုက္ခတွေတွေက status ပြောင်းဖို့ရှောက်ထားစေရှောက်လွာတွေကိုလည်း USCIS ညွှန်ကြားရေးမှူးဌာနကနေညွှန်ကြားချက်အစ်စ်ရောက်မလာမချင်းဘာမှဆက်မလုပ်ဖို့အဲ့ဒီ internet memo မှာညွှန်ကြားထားပါတယ်။၂021ကနေ2025အကြာအမေရိကန်ပြည်ထောင်စုကဒုက္ခတွေ2,305,000ကိုလက်ခံခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ။